မင်္ဂလာပါရှင် မင်းသိန်ခဘေဒင် application မှာကြိုဆိုပါရစေမင်းသိန်ခဘေဒင်ပြည်သက်များအတွက်2025 April 23ရက်မှ2025 April 16ရက်နေ့အထိတပတ်စာဘေဒင် hostel များကိုဟောပြောပေးသွားမှာဖြစ်ပါတယ် တနင်္ဂနွေသားသမီးများအတွက်တပတ်စာပြေတဲ့ဟော့စတန်နိုင်ငံခြားခရီးအတွက်တည်င်းကောင်းကြရမည်ဝန်ထမ်းဖြစ်ပါကလဆာတိုးယာဒူတိုးမီရရှိရန်ရှိသောငွေများဝင်မီတရားရေးကိစ္စအမှုကိစ္စများရှိရင်ရင်အေးရမည်စံစဘာရောင်းဝယ်ရေးကောင်းမီအလှူဒါနပြုလုပ်ရမည်မော်တော်ကားအရှမ်းအဝယ်ဖြစ်မီပညာရေးမှာရလက်ကောင်းများရရှိမီကျန်းမာရေးအနေဖြင့်လဲကြောင်းနာမီအခြေရေးမှာချစ်သူနှုတ်ကြားအနှောက်ယှက်ဝင်မီအိမ်အောင်ရေးမှာအိမ်အောင်ဘက်ဤအတ္တမာနကြောင့်စိတ်ညစ်ရမည်ကံကောင်းသောကနန်းများမှာငါ ခုံကိုကနန်းများဖြစ်ပါသည်ဒရရန်အနေဖြင့်တနင်္ဂနွေနေ့မှာတကိုးကြီးဖရာတနင်္ဂနွေတောက်မှာဘူးဒီကျော်၅ခုကတ်လိုပါတနင်္ဂနွေသားသမီးများတပတ်စာအတွင်းမှာစိတ်ချမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းများနဲ့ပြည့်စုံကြပါစေ တနင်္လာသားသမီးများအတွက်တပတ်စာပေတင်ဟော့စတယ်အလုတ်အသစ်အတွက်အင်တာဗျူးဝင်ရမည်မြေအယောင်အဝယ်ဖြစ်မည်မော်တော်ကားအတွက်ငွေကုန်မီဝန်ထမ်းဖြစ်ပါကလုပ်ငန်းခွင်မှာအလုတ်ပြောင်းနေရာပြောင်းပေါ်မည်စက်တူရှယ်ယာလုပ်ငန်းလုပ်ထားပါကစရင်ရှင်းစရာကိစ္စပေါ်မည်ကျွေးမျိုးအကြီးအကဲတဦးဤကျန်းမာရေးကိုကူညီရမည်ကျန်းမာရေးအနေဖြင့်အိမ်မပျော်သောယောဂဖြစ်မည်အချီမှချစ်သူနှင့်အနေဝင်းနေလိမ့်မည်အိမ်တော်ရဲမှလည်းအဆင်မပြေပါကံကောင်းသောခန်းများမှ3 5 6ခန်းများဖြစ်ပါသည်ရေရာအနေဖြင့်တနင်္လာနေ့မှာ ၅နှစ်ကောင်းပြုတ်ပါတနင်္လာသားသမီးများတပတ်စာအတွင်းစိတ်ချမ်းသာခြင်းကိုယ်ရည်ချမ်းသာခြင်းများနဲ့ပြည့်စုံကြပါစေ။ အင်ကာသားသမီးများအတွက်တပတ်စာပေတင်ဟောဆက်တဲ့အိမ်ပြင်အိမ်ဆောက်ရမီမော်တော်ကအယောင်းအဝယ်ဖြစ်မီနိုင်ငံခြားတန်ယုံတယုံမှာဗီဇာလျှောက်ထားပါကဗီဇာရမီတယ်လီဖုန်းအသစ်ဝင်မီအလုပ်အသစ်အတွက်အင်တာဗျူးဝင်ရမီအောင်မြင်မီနိုင်ငံခြားမှာငွေရောက်မီသို့မဟုတ်နိုင်ငံခြားဝင်ငွေဝင်မီရောင်းကစားဒုက္ခပေးမီရေလုံငန်းရေထွက်ပစ္စည်းရောင်းဝယ်လုပ်ငန်းမှာကောက်မွန်မီကျန်းမာရေးအနေဖြင့်လက်နာမီပညာရေးမှာစူးစမ်းမှုအားနည်းနေပါသည် အချစ်ရေးမှာကန်ကောင်းပါသည်ချစ်သူမရှိသေးပါကချစ်သူရမီအိမ်အောင်ရေးမှာလည်းတာယာ ါသည်။ကံကောင်းသောခန်းများမှာ၁၃၅ခန်းများဖြစ်ပါသည်။ဒေရယာအနေဖြင့်အင်္ဂါနေ့မှာတကိုးကြီးဖျားအင်္ဂါတောက်မှာစပယ်၅ကုန်းကတ်လူပါ။အင်္ဂါသားသမီးများတပတ်စာအတွင်းမှာစိတ်ချမ်းသာခြင်း၊ကိုယ်ဤချမ်းသာခြင်းများနှင့်ပြည့်စုံကြပါစေ။ ဗုဒ္ဓဟူးသားသမီးများအတွက်တပတ်စာပေတင်ဟောစတန်ဝန်ထမ်းဖြစ်ပါကအလုတ်ပြောင်းအလုတ်နေရအပြောင်းရွှေပေါ်မီဝင်ငွေကောင်းမီနိုင်ငံခြားခရီးအတွက်တည်င်းကောင်းကြားရမီရွှေထွက်မီသို့မဟုတ်ထထားသောရွှေတွေပြန်ဝင်တတ်သည်ဆိုင်ကဲအရာအဝယ်ဖြစ်မီလေယာသုံးစက်ပစ္စည်းဝင်မီပဲပြောင်းနှံကောက်ပဲတင်နှံရောင်းဝယ်ရေးကောင်းမီအမှုပညာရှင်တဦးဖြစ်ပါကဝေဖန်တိုက်ခိုက်မှုများကြုံရတတ်သည်ကျမ်းမာရေးအနေဖြင့်ချောင်းဆိုးမီပညာရေးမှာအောင်မြင်မှုများရရှိမီအချစ်ရေးမှာချစ်သူထံမှအကူအညီရမီအိမ်အောင်ရေးမှာလည်း ်သားရပါသည်။ကံကောင်းသောခနှက်များမှာ၄ခွန်၈ခနှက်များဖြစ်ပါသည်။ဒေဒရာအနေဖြင့်ဗုဒ္ဓဟူးနေ့မှာတကိုကြီးဖရာဗုဒ္ဓဟူးတောက်သူပါဗုဒ္ဓဟူးသားသမီးများတပတ်စာအတွင်းစိတ်ဤချမ်းသာခြင်းကိုဤတက်မှခြင်းများနှင့်ပြည့်စုံကြပါစေ။ ကြာသာပရိသတ်သမီးများအတွက်တပတ်စာပေးခြင်းဟော့စတန်လုပ်ငန်းအသစ်အတွက်အစီအစဉ်ပြုလုပ်ရခြင်းကိုအောင်မြင်စွာပြုလုပ်နိုင်ပြီးအမှုပညာလုပ်ငန်းများမှာငွေဝင်ပြီးသို့မဟုတ်အောင်မြင်မှုကုန်သတင်းကောင်းများရရှိပြီးနိုင်ငံခြားမှာအလုပ်ရှာနေပါကသို့မဟုတ် လုံးလုံးပို့လျှောက်လန်းထားပါကအလုရမည်အကျွေးကိစ္စအတွက်ရှင်အေးရမည်ဆွေမျိုးတို့ဦးဤကျမ်းမာရေးကိစ္စကိုကူညီရမည်ကျမ်းမာရေးအနေဖြင့်နားရောကဖြစ်မည်ပညာရေးမှာရလက်ကောင်းများရရှိမည်အချီးရေးမှာချစ်သူဤအထင်မြင်လွဲမှားမှုကိုခံရမည်အိမ်တော်ရေးမှာလည်းအိမ်တော်ဘက်ဤကျမ်းမာရေးညံ့မှုကြောင့်စိတ်ညစ်ရတတ်သည်ကံကောင်းသောကနန်းများမှာ6ခွန်9ကနန်းများဖြစ်ပါသည်ပြင်ကြတာပရိနစ်မှာတကူးကြီးဖျားကြတာပရိထောင် ခုကတ်လူပါဇာတာပရိသတ်သမီးများကပတ်စာအတွင်စိတ်ချမ်းသာခြင်းကိုပြေဆုံးကြပါစေ။ တောက်ကြသားသမီးများအတွက်တပတ်စာပြေရင်ဟော့စတယ်နိုင်ငံခြားခရီးထွက်ရမည်နိုင်ငံခြားတန်ယုံတယုံမှာဗီဇာလျှောက်ထားပါကဗီဇာရရှိမည်မော်တော်ကားအယောင်အဝယ်ဖြစ်မည်အမွေကိစ္စအတွက်ညှိနှိုင်းမှုများမှာအောင်မြင်မှုများရရှိမည်တောင်းနေတော့ပစ္စည်းများပြန်တွေ့မည်အိမ်အိမ်ကန်တိုက်ခန်းကွန်ဒိုကန်အယောင်အဝယ်ဖြစ်မည်စာချုပ်စာတမ်းပြုလုပ်ရမည်ပညာရေးမှာအခြေအနေကောင်းလွန်နေပါသည် ခြေရင်းမှာချစ်သူနှစ်ဦးချမ်းမှာအနှောက်ယှက်ဝင်ပြီးအိမ်နောက်ရင်းမှာလည်းအိမ်နောက်ဘက်နှင်းစကားညရမည်ကံကောင်းသောခဏန်းများမှာ2လေး8ခဏန်းများဖြစ်ပါသည်ဟုတ်ကြနေတကိုးကြီးဖျက်တော့တတိငါလုံးကတ်လူပါတောက်ကြသားသမီးများတပတ်စာအတွင်းစိတ်ချမ်းသာခြင်းကိုယ်ကျမ်းမာခြင်းများနှင့်ပြည့်စုံကြပါစေ။စနေသားသမီးများအတွက်တပတ်စာပြည်တွင်ဟော့စတယ်ဝန်ထမ်းဖြစ်ပါကလစာ ူတိုမီစိုက်သစ်ဖွဲ့ခြင်းလုပ်ငန်းသစ်ပြုလုပ်ခြင်းများပြုလုပ်ရမည်။လယ်မြေဥယျာဉ်မြေခြံဝန်းချမ်းမြေတခုခုအရောင်းအဝယ်ဖြစ်မည်။အဝေးရောက်နေသောမိသားစုဝင်တအူအူပြန်ရောက်လာမည်။ပြောင်းနေသောပစ္စည်းပြန်တွေ့မည်။ဝင်ငွေကောင်းမည်ဆိုင်ကဲအရောင်းအဝယ်ဖြစ်မည်။တယ်လီဖုန်းအသစ်ဝင်မည်။ကျန်းမာရေးမှာအိမ်မပျော်တော့ရောဂါဖြစ်မည်။ပညာရေးမှာအောင်မြင်မှုများရရှိမည်။အချစ်ရေးမှာကံကောင်းပါသည်။ချစ်သူထံမှတင်ကောင်းကြရမည်။အိမ်နောင်ရေးမှာလည်းတာရပါသည်။ကံကောင်းသောခန်းများမှာ၄ခွန်၈ခန်းများဖြစ်ပါသည်။ရေရအနေဖြင့် စ်စနေနေ့နေအိမ်ဖျားចောင်းဆောင်မှာနွားနိုးကက်လှူပါစနေသားသမီးများတပတ်စာအတွင်းစိတ်အချမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းများနဲ့ပြည့်စုံကြပါစေမင်းသင်္ခါ application မှာဆရာဦးဟိန်ထက်စောဆရာမဒေါ်စုလေးရတနာတို့နဲ့ video call မေးမြန်းနိုင်ပါတယ်ရှင်ဆရာချင်းမင်းသင်္ခါရဲ့တပည့်အရင်ရန်ကုန်မန္တလေးမှဝိုင်းရင်ဆရာဆရာမများနဲ့လည်းဗီဒီယိုမေးမြန်းနိုင်ပါတယ်ရှင်ခုနှစ်ရက်သားသမီးများအတွက် ဆောင်ရန်ရှောင်းရန်တပတ်စာကညီမကို မင်းသိခါဘီရင် YouTube channel တွင်လည်းကြည့်ရှုနိုင်ပါတယ်ရှင်။မင်းသိခါဘီရင် application ကိုအသုံးပြုသူမိဘပြည်သူအပေါင်းအနာရောဂါကင်းရှင်းပြီးစိတ်ချမ်းသာကိုကျန်းမာပါစေကြောင်းဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်ရှင်။